အားလုံးပဲမင်္ဂလာပါအာကျမ Healthy Lifestyle ပေါ့နော်ကျမရဲ့ channel မှာတင်ပြထားတဲ့ February 28ရက်နေ့တုန်းကအာထိုင်းမှာရောက်နေတဲ့သူတွေအာတတိထားဖို့အကြံဖတ်မှုတွေဖြစ်လာနိုင်တယ်နောက်ဘာလို့ရှိရင်လူလူထက်တဲ့နေရာတွေမသွားဖို့ပြောထားတဲ့သတင်းလေးရှိရပေါ့နော်အခုကတော့ပြောတဲ့အတိုင်းပဲထိုင်းနိုင်ငံတောင်ပိုင်းနေရာထီဖို့နဲ့ပဌာနီမှာဘုံခွဲခံရပြီးတော့၃ဦးထပ်မနေ ပေါ့နော်စုံသွားတယ်နောက်ပြီးသွားလို့ရှိရင်73ဦးထက်မနည်းထိခိုက်ဒဏ်ရာရသွားတဲ့အကြောင်းလေးကိုပြပြပေးမှာပဲဖြစ်ပါတယ်မလေးရှားနိုင်ငံနဲ့ထိဆက်နေတဲ့ထိုင်းနိုင်ငံတောင်ပိုင်းနေရာထီဝုတ်ခရိုင်စုံတိုင်းကိုလော့မြို့ခရိုင်ရုံးကိုလက်နက်ကိုင်လူတစုကမနေ့ကစနေနေ့ညမှာဒီဖုံးဘုံခွဲတိုက်ခိုက်ခဲ့ရပေါ့နော်ဆိုတော့အဲ့လိုတိုက်ခိုက်ခဲ့မှုကြောင့်မလို့အရက်ဖက်လုံကြုံရေးဝန်ထမ်းနှစ်ဦးဆုံးသွားပြီးတော့71ဦးထပ်မနေအဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနဘန်ကောက်ဖို့စ်ကနေပြီးတော့ဖော်ပြထားတာရှိပါတယ် ပြောတဲ့ပုံရတော့ပေါ့နော်အနက်ရောင်ဝတ်စုံဝတ်ဆင်ပြီးတော့အာဘုံခွဲတိုက်ခတ်တဲ့သူတွေဟာခရယုံအတွင်းကိုပြင်းအားမြင့်ဘုံပြစ်သွင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့မျိုးပဲတနက်နေ့လည်းပြစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့ရလို့လည်းသိရပါဗျ။အဲ့ဒါအပြင်မိရထားလန်အနီးတရှောင်းနဲ့ဈေးဝယ်စင်တာအပြင်ဘက်မှာလည်းဘုံပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ရလို့သိရပါဗျ။နေရာတီဝုတ်ခရိုင်မှာဘုံပေါက်ကွဲတိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့အချိန်ပေါ်တော့ပဋ္ဌာနီဒေတာအတွင်း လုံခြုံရေးကင်းလှည့်နေတဲ့ရင်တစည်းတိုက်ခိုက်ခံရပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တအူးဆုံးသွားတယ်။နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။ဒီပောက်ခွဲ တိုက်ခိုက်မှုပေါ့နော်။ ညှိခတ်မှုဖြစ်ပေါ်တဲ့အချိန်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေထပ်မံဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့ဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ခရိုင်အတွင်းအရေးပေါ်တတိပေးမှုတွေကိုဒေတာလုံးလုံးကြီးတာဝန်ရှိသူတွေကအတိပေးထုတ်ပြန်ထားတာလည်းရှိပါတယ်အဲမနေ့က match လာရှိရနေပေါ့နော်ည9နာရီ10မိနစ်ဝင်းကျင်လောက်ကလက်နက်ခဲရနေတင်ဆောင်လာတဲ့ကာတစီယာစွန်ငိုင်းကူလော့ခရိုင်အဲရုံးရှိမှာပေါ့နော်ဒီ ရက်တံပြီးတော့အမဲရအဝတ်ဝတ်ဆင်ထားတဲ့လူတစုကဘုံနေပြခွင်ပြီးတော့တိုက်ခတ်ခဲ့တာဖြစ်တယ်လို့ပြည်တွင်းလုံခြုံရေးကုကဲမှုယုံကနေပြီးတော့ဒီပေါ့နော်တောင်ပိုင်းခရိုင်ကတာဝန်ရှိတဲ့သူတွေကပြောပါတယ်။နောက်ပြီးတော့လို့ရှိရင်တိုက်ခိုက်တဲ့သူတွေကပောက်ကွဲစီနိုင်တဲ့ပစ္စည်းတွေကိုလည်းလမ်းမတစ်လျှောက်မှာချခဲ့ပြီးတော့ထွက်ပြေးသွားတယ်လို့လည်းဆိုပါသေးတယ်။ ဆိုတော့ခရိုင်ရုံးကိုတိုက်ခိုက်မှုအပြီးမိနစ်အနည်းငယ်အကြာအာ9နာရီ28မိနစ်လောက်မှာတော့ရထားလမ်းအနီးတစ်လျှောက်နဲ့ဘစ်စီအယောင်စင်တာရှိမှာဖောက်ခွဲတိုက်ခိုက်မှုတွေခက်မှန်လုံဆောင်ခဲ့လို့သိရပြီးတော့တိုက်ခိုက်ခဲ့တဲ့ဘုံမျိုးအစားကိုတော့အတိအကျမသိရသေးဘူးလို့အာသိရသိရှိရပါတယ်ဗောနော ဆိုတော့လက်ရှိအခြေအနေကြောင့်မလို့ဒေတာတွင်းပြည်သူတွေအနေနဲ့ညာဘက်အပြင်ထွက်အနားယူရာမျိုးတွေမလုံဆောင်ကြဖို့နဲ့ကိုနေအိမ်မှာသာကိုနေထိုင်မှုအတွက်ခရံရတာဝန်ရှိသူတွေရာလည်းအထူးတတိပေးထားတယ်လို့သိရပါတယ်။နောက်ပြီးတော့အခုပေါ်တော့ဒီတိုက်ခိုက်ခံရမှုမှာဆုံးသွားတဲ့သူတွေကိုလည်းဝန်ထဲကြောင့်ဦးထိုင်းဝင်ကြီးချုပ်ကပြောထားပါတယ်။ဆိုတော့ဒီအရက်သားတွေပေါ့နော်ဒီ စေတနာဝန်ထမ်းနေနဲ့အရက်သားတွေအတွက်ဝန်ထဲချောင်းနဲ့မိသားစုဝင်တွေပေါ်စာနာချောင်းကိုထိုင်းဝန်ကြီးချုပ်ပေထုံထန်ရှင်နာဝုတ်ကနေပြီးတော့ပြောကြားခဲ့ပါတယ်။ဂျာမနီနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံသူဝနာဘူမိလေးစိတ်ကို ရောက်ရောက်ချင်းမှာပဲနာနာတီဝုတ်နဲ့ပတာနီ ခရိုင်နေရဘုံပောက်ွဲမှုတွေကိုသူကသိရှိခဲ့ရပြီးတော့အလွန်မင်းဝမ်းနေရတယ်လို့သတင်းထောက်တွေကိုပြောထားပါဗျ။အဲ့ဒီခရိုင်နေမှာလည်းလုံခြုံရေးတိုးမြင့်မှုရှိတယ်ပေါ့နော်အစီအစဉ်နေရှိတယ်စီစဉ်ထားတာကိုလည်းထိုင်းဝန်ကြီးချုပ်ကပြောထားပါဗျ။အာမွတ်စလင်လူဦးရေအများအပြားရှိတဲ့ခရိုင်တစ်ခုမှာ ဒီရမတန်ဥပုပ်လာအတွင်ပေါ့နော်အများပြည်သူထိခိုက်ရအခုလုံတက်ခတ်ခဲ့တာတွေကိုရှုတ်ချတယ်လို့လည်းထိုင်းကဝေးဝင်ကြီးဌာနကနေပြီးတော့ထုတ်ပြန်ထားပါတယ်အထူးသဖြင့်ကတော့ပြည်သူတွေရဲ့စိတ်ပန်းဆိုင်ရာလုံခြုံရေးအတွက်အစိုးရအနေနဲ့ဂရုပြုသွားမယ်လို့လည်းပြောထားပါသေးတယ်ဆိုတော့ဘုံခွဲတိုက်ခိုက်သူတွေကဘယ်ဖွဲ့စည်းရဖြစ်တယ်ဆိုတာကိုတော့ထိုင်းအစိုးရအနေနဲ့အတိအပြုပြောဆိုထားခြင်းမရှိပါဘူးဆိုတော့ဘယ်နေရာမှာပဲဘလို့ပဲအကြမ်းဖက်မှုဖြစ်ဖြစ်ပေါ့နော်ကျမတို့ရဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းထိုင်းနိုင်ငံမှာအများအပြားရှိတယ်ဆိုတော့နောက်ပိုင်းလည်းဘလို့မျိုးကိစ္စတွေထပ်ဖြစ်လာမ မလဲဆိုတာမသိသေးတဲ့အတွက်ကြောင့်မလို့လူစုလူဝေးရှောင်မှာလူလူရတဲ့နေရာတွေကိုရှောင်မှာပြီးရင်ကိုယ်နိုင်ငံကိုယ်တိုင်းမြေမဟုတ်တဲ့အတွက်ကြောင့်မလို့တော်လာလာနေရာထိုင်တာအဆဆရာတတိထားဖို့အတွက်မှာကျင်ပါတယ်ရှင်အားလုံးကိုကျေးဇူးများရည်တင်ပါတယ်ခရီးဆိုင်ကြပါ